လွှမ်းပိုင်ကုန်မကျေနပ်လို့နန်းစုရည်ဒီစွန်းနဲ့လွှမ်းပိုင်ရဲ့တွင်ရေးကိစ္စတွေပါထည့်ပြောင်းလာတဲ့ဒါရိုက်တာပြည်ရင်တရားလွှမ်းပိုင်နဲ့ပြည်ရင်တရားတို့ကိစ္စမှာမစီမဆိုင်မှာကြားညက်လာတာကနန်းစုရည်ဒီဆိုပဲဖြစ်ပါတယ်အခုဆုံးပြည်ရင်တရားလုံးလို့နန်းစုရည်ဒီဆိုရင်မိန်းကလေးကုန်တိတ်ခါကြာစင်းနေရတာဖြစ်ပါတယ်အားလုံးတည်ကြတဲ့အတိုင်းပြည်ရင်တရားဟာမြန်မာနိုင်ငံမှာနာမည်ကြီးဒါရိုက်တာတူဖြစ်ခင်အားကြောင့်လေရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့အတွင်ရေးသတင်းတွေကိုတခြားလူတွေထပ်ပိုတည်နေတာပါ အခုအခါမှာတော့ပြည်သူရဟောင်းအမေရိကန်နိုင်ငံကိုရောက်သွားပြီးမှမြန်မာနိုင်ငံရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့အတွင်ရေးကိစ္စတွေကိုဖော်ထုတ်နေတာဖြစ်ပါတယ်။ပြည်သူရဖော်ရတဲ့အတဲမှာလွှမ်းပိုင်ပါနေလို့လေလွှမ်းပိုင်ကပြည်သူရကမြင့်မြတ်စီကငွေချေးပြီးပြန်မဆက်တာလူရှင်တော်ရဲ့နုပညာကြီးတွေကိုဖြောင်းတာတက်တဆမင်းသမီးတယောက်နဲ့ဘာလို့လို့ညာလို့လို့ဖြစ်တာကစားအခြားသောတွင်ရေးတွေကို ဖော်ထုတ်ခဲ့တာပါ။ ဒါကိုမကျေနပ်တဲ့အတွက်လွန်ပိုင်ကနန်းစုရည်စုပကံမာရုပ်ရှင်ရိုက်ကူနေစဉ်လွန်ပိုင်ကလာကအတူတူနေဖို့တောင်းကြောင်းမင်္ဂလီတဘာဝဖြစ်နေလို့မနေရလို့လွန်ပိုင်ကတောင်းချမ်းသွားကြောင်းစသည်ဖြင့်ပြောဆိုခဲ့တာပါလူတွေကတော့တိုက်တာပြင်းဟင်းတရားအနေနဲ့လွန်ပိုင်နဲ့ယောက်ျားချင်းဖြစ်တဲ့ပြဿနာမှာမစီမဆိုင်မင်္ဂလီတယောက်ရဲ့ဂုဏ်သိက္ခာကိုချမနှင်းတင်ကြောင်းနန်းစုရည်စုကိုဆွဲထည့်ရကယောက်ျားမပီတာဘူးလို့ပြောနေကြတာဖြစ်ပါတယ်